ဒီနေ့ခေတ်မှာဒူတော်များများသိကြရတဲ့ Mid 29တို့စူတတီးတို့ဆိုတာရုရှားနိုင်ငံနေပြီးတော့ထုတ်လုပ်ထားတဲ့လေရင်တွေပဲဖြစ်ပါတယ်။ရုရှားနိုင်ငံရဲ့လေကြောင်းစွမ်းအားကိုကမ္ဘာမှာရှိတဲ့နိုင်ငံတွေအားလုံးနဲ့နှိုင်းယှဉ်မယ်ဆိုရင်ကမ္ဘာအဆင့်နှစ်မှာရှိပါတယ်။ကမ္ဘာမှာရှိတဲ့နိုင်ငံတွေရဲ့လေကြောင်းစွမ်းအားတွေကိုနှိုင်းယှဉ်လိုက်မယ်ဆိုရင်အမေရိကန်ကနံပါတ်1ရုရှားကတော့ဒုတိယအနေနဲ့လိုက်ပါတယ်။ကမ္ဘာလေကြောင်းလောကမှာဒုတိယနေရာဟိုတောင်ယူထားဆိုတော့သူ့စီမှာဘယ်လိုလေမျိုးစားတွေရှိလို့လဲ။ပြီးတော့ ဘယ်လိုနည်းပညာတွေရှိလို့လဲရုရှားလီဒက်ကကမ္ဘာအဆင်မီလီဒက်ရောဟုတ်လို့လားအဲ့ဒါတွေအကုန်လုံးကိုကျွန်တော်လိုက်ပြီးတော့လေ့လာကြည့်ရခါမှာ air power russia ဆိုတဲ့စောက်တုပ်ကိုကျွန်တော်တွားပြီးတော့တွေ့ပါတယ်ဒါကတော့ air power russia ဆိုတဲ့ software ဖြစ်ပါတယ်ဒီစောက်တဲမှာဆိုရင်ရုရှားနိုင်ငံရဲ့နောက်ဆုံးပေါ်လေယာဉ်တွေနောက်ဆုံးပေါ်ရဟတ်ယာဉ်တွေနဲ့နောက်ဆုံးပေါ် transport လေယာဉ်တွေကိုစုစည်းပြီးတော့ရေးပေးထားတာပဲဖြစ်ပါတယ် စာရေးတဲ့သူဗီတာရှွန်ကော့ဆိုတာကလည်းရုရှားလူမျိုးပဲဖြစ်ပါတယ်။ဟုတ်ပြီ။ရုရှားနိုင်ငံရဲ့လေကြောင်းဆွမ်းအားကဘာကြောင့်မလို့ကမ္ဘာအဆင့်နဲ့ဖြစ်နေလဲဆိုတာကိုဒီစာလေးကိုဖတ်ပြီးတော့ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လေ့လာကြည့်အောင်။စာအုပ်ရဲ့အစောပိုင်းမှာဆိုရင်တော့ရုရှားနိုင်ငံရဲ့အဓိကတိုက်ခိုက်ရေးလေယာဉ်တွေဖြစ်တဲ့ Mi-29 တို့စုတပ်သီးတို့ကိုအဓိကပြထားတာပဲဖြစ်တယ်။ရုရှားနိုင်ငံကနေပြီးတော့ထုတ်လုပ်နိုင်တဲ့တိုက်ခိုက်ရေးလေယာဉ်တွေကအများကြီးရှိပါတယ်။ပထမဆုံးအနေနဲ့ Mi-29 series ကိုသူကရေးထားပါတယ်။ ် mid 29မှာ ਉਹ ပဲသူက mid 29 mid 29k mid 29 smt mid 31 mid 35ဆိုပြီးတော့စီးရီး၅မျိုးကိုပဲသူကထုတ်ထားပဲဖြစ်ပါတယ် mid စီးရီးပြီးသွားရင်တော့သူ့အမျိုးအစားတိုက်ခိုက်ရေးလေရင်တွေကိုထပ်ပြီးတော့ရေးထားပါတယ်ရုရှားနိုင်ငံနေပြီးတော့ထုတ်လုပ်ထားတဲ့သူ့အမျိုးအစားနောက်ဆုံးတော့တိုက်ခိုက်ရေးလေရင်တွေမှာဆိုရင်တော့ su 27 su 30 su 33 su 35c နဲ့ t50 တို့ပဲဖြစ်ပါတယ်သူ့မှာဘုံကျဲဖို့အတွက်လည်း ုံကျဲလီရင်ဆိုပြီးတော့တက်တက်ထုတ်လို့ထားပါတယ်သူ့ရဲ့အမီကတော့တူပဲဖြစ်ပါတယ်2 series မှာဆိုရင်222 M3 295 MC 2160တို့ပဲဖြစ်ပါတယ်ထက်ပြီးတော့ Su24 နဲ့ Su34 ကလည်းဘုံကျဲဖို့အတွက်ထုတ်လုပ်ထားတဲ့လေယာဉ်တွေပဲဖြစ်ပါတယ်အဲ့ဒါကတော့ရုရှားနိုင်ငံရဲ့နောက်ဆုံးပေါ် Fighter တိုက်ခိုက်ရေးလေယာဉ်တွေပဲဖြစ်တယ်စစ်ဘက်တုံး Transport လေယာဉ်တွေမှာဆိုရင် AN ဆိုတဲ့အမျိုးအစားလေယာဉ်ကိုအများကြီးတွေ့ရတယ် AN series မှာဆိုရင် N12, N22, N26, N72, N124 နဲ့ N140, N1480 တို့ပဲဖြစ်တယ်။ကျွန်တော်ဗြိတိန်နိုင်ငံရဲ့လေကြောင်းစွမ်းအားကိုလေ့လာကြည့်တဲ့အခါမှာသူ့ရဲ့ညီတန်းမှာတင်စာမျက်နှာနှစ်မျက်နှာအပြည့်သူတို့ထုတ်လုပ်နိုင်တဲ့လေယာဉ်တွေကိုရေးထားပဲဖြစ်ပါတယ်။ဒီအားကိုကြည့်ချင်းအဖြစ်ဗြိတိန်နိုင်ငံကလေယာဉ်မျိုးစားမျိုးစုံကို ထုတ်လုပ်နိုင်တယ်ဆိုတော့ကျွန်တော်ခံမှန်းလို့ရပါတယ်။ဒါအပြင်ဟယ်လီကော်ပတာရဟယ်မျိုးစားတွေလည်းအများကြီးထုတ်လုပ်ထားပါတယ်။ ့မှာဆိုရင်တော့ကားအမျိုးအစားဟယ်လီကော်ပတာတွေနဲ့မီအမျိုးအစားဟယ်လီကော်ပတာမျိုးမျိုးကိုတွေ့ရပါတယ်။ကားအမျိုးအစားနောက်ဆုံးမော်ရဟန်းယာဉ်တွေမှာဆိုရင်တော့ကား29ကား50ကား52နဲ့ကား 52K တို့ပဲဖြစ်ပါတယ်။ MI အမျိုးအစားမှာဆိုရင်တော့ MI 24 MI28A MI28H MI28H man MI35N တို့ပဲဖြစ်ပါတယ်။အခုလို့အများကြီးဖက်သွားတာတော့မှာပဲ ဒီရဲမှာသူထုတ်လုပ်နိုင်တဲ့လေယာဉ်မျိုးစားတွေကအများကြီးကြံပါသေးတယ်။ဒီဟာကိုကြည့်ချင်းအပြင်ရုရှားနိုင်ငံကလေကြောင်းလောကမှာဒုတိယနေရာကိုယူထားတယ်ဆိုတာအများကြီးဖြစ်နိုင်ပါတယ်။လေယာဉ်တည်းထုတ်လုပ်ဖို့ဆိုတာကုန်ကျစရိတ်အရမ်းများပါတယ်။ဒီလိုမျိုးမတူတဲ့လေယာဉ်တွေကိုရုရှားနိုင်ငံကထုတ်လုပ်နိုင်တဲ့ဆိုကြတဲ့ကသူ့စီမှာ လေကြောင်းစွမ်းအားမြင့်နေဆိုတော့ကျွန်တော်ခံမှန်းလို့ရပါတယ်။ဒါကတော့ရုရှားနိုင်ငံရဲ့လေကြောင်းစွမ်းအားကိုသူတို့နိုင်ငံကထုတ်ထားတဲ့စာအုပ်ကိုကြည့်ပြီးတော့ကျွန်တော်ခံမှန်းထားတာပဲဖြစ်ပါတယ်။ အခုကတော့ဒီဆောက်တဲ့အကြောင်းအရာတွေကိုကျွန်တော် general အနေနဲ့အပေါ်ရန်အနေနဲ့ကြည့်ပြီးတော့ဖတ်ပြသွားပေးဖြစ်ပါတယ်။ဟုတ်ပြီ။နောက်တစ်ပုဒ်မှာကျွန်တော် mid 29အကြောင်းကိုအသေးစိတ်ထပ်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်။မိတ်ဆွေတို့ရောရုရှားနိုင်ငံရဲ့လေကြောင်းစွမ်းအားကိုဘယ်လိုထင်လဲ။မိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုအောက်ကကွန်မန့်မှာညွှန်ဝေနိုင်ပါတယ်။အားလုံးစိုက်ပြီးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်။နောက်တစ်ပုဒ်မှာပြန်ဆုံကြမယ်။